ဆိုကျွန်တော်တို့ဒီဖီယားထူရဲ့တရားမှာလဲကျွန်တော်တို့ကတက်ပေအောင်ထူရဲ့အတွက်ကတော့ဒါအမှုပညာစံတာဝါရဟုတ်တော့သူကဒီလက်မှုနဲ့ပေါ့နော်လက်မှုနဲ့ဒီမိုကူးတဲ့နေရာမှာလဲစောစောပြောလို့ပဲကျွန်တော်တို့ကဒီအမှုစိတ်တစိတ်ချင်းတစိတ်ချင်းကျွန်တော်တို့ကဒီချိန်တာဘာညာမဖြစ်အောင်ဒီအယူဆလေးအတွေ့အခေါ်လေးတွေနဲ့ကျွန်တော်တို့ကတွားပြီးပြီးတော့ကြာတော့ဒီဘက်မှာလဲသူကပညာရပါပါတယ်ဗျသူကလက်မှုတဲ့မှာလေပကံရှေးအောင်ရင်ကျေးမှုနယ်မြေမြင်းကပါရွာမှာနေတဲ့ဦးသိန်းထိုက်က မန်ယွန်းလို့ခေါ်တဲ့လက်မှုပညာနဲ့ဖះဆင်းသူတွေလုပ်ပုံကိုရှင်းပြနေတာပါမိုးလို့ခေါ်တဲ့ပုံစံကွက်တဲကိုထည့်ပြီးတဆင်ချင်းမောမှန်ပြုလုပ်တဲ့မန်ယွန်းပညာရဲ့လို့သူကပြောပါတယ်ပထမဦးဆုံးကိုထုစစ်မဲ့ဖះရုပ်တုကိုပုံချမ်းကိုအရင်ထူရပါဖះပုံချမ်းစိတ်ကြိုက်ထူပြီးပြီဆိုကမှမိုးစိတ်ကလေးတွေစပြီးလောက်ရပါတယ်အဲ့ဒါတွေပြီးမှဖះလုပ်တဲ့အပိုင်းကိုရောက်တာပါဖះဆင်းသူတဆူပြုလုပ်ဖို့အတွက်ကိုသစ်စီချီသာလွှဆောင်မှုနဲ့ ပန်းပေါင်းမှုအဓိကလိုပါတယ်။အရင်ဆုံးပန်းပေါင်းလှောက်ဆောင်မှုကိုတင့်ရော်သလိုသစ်စီးနဲ့ရောမှွေပြီးတုပ်လင်းရပါတယ်။အဲဒီနောက်မှခြိသားအဝတ်စကိုသစ်စီးနဲ့တွဲဆက်ပြီးကတ်ရတာပါ။သစ်စီးကိုင်တဲ့အခါမှာလည်းဖျားကိုတက်ပေအောင်ကောင်းအောင်သစ်စီးတဲ့နှင်းငိုင်ရဲအထူမဖြစ်အောင်အစီးရိုင်မပအောင်ပြုံးမပအောင်စုတ်တန်တဲ့ကြာကြာနာနာသစ်စီးကိုင်ရပါတယ်ဗျ။နောက်တစ်ခါသစ်စီးကိုင်တဲ့အခါမှာလည်းတစ်ထပ်နဲ့တစ်ထပ်ကိုအထူပါညီအောင် ျွန်တော်ကြံရပါတယ်စိတ်ရှိမှလာရင်သူကပို့ပြီးတော့ဖရားတက်ပြီးမှုပို့ကောင်းတာပါဗျတက်စီကိုဖုံနဲ့အမိုက်တရိုက်တွေမပေါအောင်ဆစ်ရတယ်လို့ရွှေချရင်လိုက်ဖက်အောင်လိုအပ်တဲ့အရာမျိုးတွေလည်းထည့်ရပါတယ်ဒီလိုတဲ့အနုစိတ်လောက်ရတဲ့အတွက်လောက်ကင်နေရင်ပျက်စီးတာမျိုးတွေလည်းကြုံရတတ်ပါတယ်ဟိုကျွမ်းကျန်ခြင်းနဲ့မရှိတဲ့အချိန်တော့ကျွန်တော်ခဲရခဲစဉ်အကောင်တော့အကျော်ပြတ်ခဲရတာပါအကောင်တော့လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူးကျွန်တော်တို့ဒီ ယွန်းတဲ့ဟိုဖျားဆပြီးတော့လှုပ်တော့မဲ့အချိန်အားဆပြီးတခြားဂရုဆိုင်ပြီးတော့ကြတော့ကြာကြာနာနာလောက်ပေါ့ပေါ့တန်တန်လှုပ်လို့ရှင်ဖျားပြက်တာများပါတယ်ဖျားတစုပြီးဖို့အနည်းဆုံး3လကနေ4လပြန်မြကြာတတ်ပြီးအရွယ်စားကြီးရင်ကြီးသလိုအချိန်နဲ့ကုန်ကြစရိတ်ပုံများပါတယ်လက်ရှိမှာအဆဆအရာရာကုန်စည်နှုန်းတက်နေတဲ့အတွက်ကြောင့်တက်စီတစ်ပုံးကို8000လောက်နဲ့ခြိသားတစ်ထုပ်ကို8000ကျပ်ပတ်ဝန်းကျင်ပေးရပါတယ်ဒါကြောင့်ရွှေမကက်ရသေးတဲ့ညံတော်တစ်ပေလောက်ရှိတဲ့ဖျားစင်းလူတော်တစုကို ်3သိန်းကျပ်တပေခွဲကို4သိန်းနဲ့နှစ်ပေခွဲကို12သိန်းစသဖြင့်အရွယ်အစားလိုက်ဈေးနှုန်းသတ်မှတ်ထားပါတယ်။မြင်းကပါရွာမှာဒီလုပ်ငန်းကိုလုပ်တဲ့သူကသူတို့ညီကိုတွေပဲရှိပါတယ်။အရင်ကနှစ်တိုင်းပြည်တွင်းပြည်ပကကြိုတင်မှာယူတဲ့သူတွေရှိပေမဲ့ဒီနှစ်မှာတော့ပကံကိုဧည့်သည်တိတ်မလာတဲ့အတွက်မှာတဲ့သူတချို့ပဲရှိတော့တယ်လို့ပြောပါတယ်။ဒီလုပ်ငန်းကိုမိသားစုဝင်တဲ့ဆွေမျိုးနီးစပ်တွေကဝိုင်းလုံးနေကြပြီးခါကင်တဲ့ဦးလေးစီကနေပြီးတော့ဒီပညာကိုကြောင်းတက်ရင်းနဲ့ဆက်ပြီးသင်ယူမယ်လို့ ကိုအောင်အောင်ဦးကပြောပါတယ်ကျွန်တော်အကြောင်းတင်နေရင်လည်းဒီလုပ်ငန်းကိုဆက်လက်တင်ယူသွားမှာပါအကြောင်းပြီးသွားရင်လည်းကျွန်တော်ဒီလုပ်ငန်းမှာဆက်လက်ဦးစီးဦးဆောင်လုပ်ဖို့ရှိပါတယ်ဗျဟုတ်ကျွန်တော်ဒီဖျားလုပ်တဲ့ဖျားလုပ်တဲ့ချိန်ကကျွန်တော်လုပ်ကျွန်တော်လုပ်လိုက်လို့ပြီးသွားတဲ့ဟာလေးကိုကြည့်ပြီးတော့ကျွန်တော်ပြောတယ်ပေါ့နော်လက်မှုပညာဆော့ကြလေပကံဒေတာမှာရှေးကျတဲ့လက်မှုပညာရဖြစ်တာကြောင့်သားသမီးတွေကိုလည်းဒီလုပ်ငန်းကိုလက်ဆင့်ကမ်းလုပ်ကင်ဖို့ မိဘတွေကမျှော်လင့်နေကြပါတယ်ခင်ဗျာလက်မှုပညာဖြစ်တဲ့အတွက်ဂုံယူရပေါ့ကွာကိုဒီရိုးရတိုင်းတတ်ထားတဲ့အတွက်ဒါတမီးတွေကြီးမွေဝဲဆက်ခံနေတာပေါ့ကိုအိမ်အိမ်မကွာအိုးမကွာနေရတာဟုတ်မိသားစုကနေရတဲ့အတွက်ဒါတမီးတွေလက်ဆင့်ကမ်းနေတာပေါ့ဟိုဆက်နဲ့လှုပ်ထားတဲ့ပစ္စည်းမဟုတ်တဲ့အတွက်လက်မှုပညာကိုပကံဒေတာလက်မှုထွက်တာဟုတ်လက်မှုထွက်တဲ့ဆိုတော့အဲ့လက်မှုပညာကိုတော့ညံလို့ပို့ပြီးတော့သဘောကျတာပေါ့